ကရင်မျိုးသားစီယွန် KNU ရဲ့ဥက္ကဋ္ဌဟောင်းစောမှုတူစီဖို့နဲ့ဒုပလီယာခဲဥက္ကဋ္ဌဟောင်းစောရွှေမောင်တို့ကိုအဖွဲ့စည်းကနေအပြစ်တိုင်ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုဆော်တော်နီကအတည်ပြုပြောဆိုပါတယ်။ကြောက်ကြောက်ကတော့အာနာသိန်းစစ်ကော်မရှင်နဲ့နိုင်ငံရေးရလုံးဝမဆက်ဆံရေးဆိုတဲ့ KNU ရဲ့တရားဝင်မူဝါဒကိုအချင်းချင်းချိုးဖောက်ခဲ့တာကြောင့်ဖြစ်ပါတယ်။သူတို့ရဲ့နောက်ဆုံးချိုးဖောက်မှုကတော့ပြခဲ့တဲ့အော်တိုဘာလကနေပြည်တော်မှာကျင်းပခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ပြီး ချင်းမင်းပေါ်တက်ဂုံပြူစကားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ KNU လက်ရှိခေါင်းဆောင်ပိုင်းကတော့စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရကိုဖျက်ဆီးလိုက်ပြီဖြစ်လို့အဲစာချုပ်ဟာဆက်ကူစုပ်တည်းရဲ့ဖြစ်သွားပြီလို့တရားဝင်သဘောထားထုတ်ပြန်ထားချိန်မှာ KNU ခေါင်းဆောင်ဟောင်းတွေကဒီအခမ်းအနားကိုတက်ရောက်ခဲ့တာပါ။စောမှုထူစီဖို့ဥဆောင်တဲ့ကာလမှာ KNU ဟာ NCA လမ်းကြောင်းပေါ်ကနေစစ်တပ်နဲ့တွဲဆုံဆွေးနွေးရေးကိုတက်ကြွစွာလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အာဏာသိမ်းမှုဖြစ်လာပြီးနောက်မှာတော့ KNU လက်ရှိဦးဆောင်ပိုင်းကစစ်ကော်မရှင်ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီးလုံးဝမဆက်ဆံရေးမှုကိုချမှတ်ခဲ့တာပါ။ထုတ်ပေခံခဲ့ရတဲ့စောမှုတူစီဘူတို့ဘက်ကတော့ NCA လမ်းကြောင်းကနေတဆင့်တွဲဆုံဆွေးနွေးရေးကသာမှန်ကန်တဲ့လမ်းလို့ဆက်လက်ယုံကြည်နေပုံရပါတယ်